အာ relationship တခုကတော့ထင်းထင်းရတယ်လို့ရယ်လို့တော့မရှိပါဘူး။ဒါတယောက်နဲ့တယောက်ကချစ်နေတယ်၊တယောက်ပေါ်တယောက်မေတ္တာထားတယ်၊တယောက်ပေါ်တယောက်နားလည်ဆိုတော့ relationship တခုကခိုင်မာတာပေါ့နော်။မနေ့ကကျွန်တော်နှစ်ယောက်ပြဿနာတက်ကြတယ်။ပြဿနာတက်ပြီးသွားတဲ့အပြီးမှာနှစ်ယောက်လုံးဘာဒီဇိုင်းဆုံးဖြတ်ချက်ချနိုင်ကြလဲဆိုတော့ဟောနောက်ကိုနေမကြိုက်တာငါမလုပ်တော့ဘူး။ငါမကြိုက်တာနေမလုပ်တော့ဘူး။ဟောနေမကြိုက်တာကဘာလဲ။ဟောသူနဲ့ကိုယ်နဲ့မှာပေါ့နော်။နေလည်းဒီလိုလုပ်တယ်၊ငါလည်းဒီလိုလုပ်တယ်ဆိုရင်ဟာတခုနဲ့ တက်နာဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဆိုနေအဲ့ဒါအဲ့နှစ်ခုလုံးကိုမကြိုက်ဘူးမလားအဲ့ဆိုငါလည်းမလုပ်တော့ဘူးနေလည်းမလုပ်တော့ဘူးဒါပြီးသွားဖြစ်တဲ့အတွက်ဒါအခြေရတဲ့ပို့ခိုင်းမာတာပေါ့နော်ဟုတ်ဖြစ်တာပေါ့ The Sporting ဖြစ်တာပေါ့ဒါအော်အမြဲတမ်းကျွန်တော်ဆိုလို့ရှိရင်ဒါ sporting အရန်လုတ်ပေးရတဲ့မှာပါတယ်။ဟိုကျွန်တော်ဟိုအရန်လို့ပြောမလဲဆိုအခက်ခဲနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါတဲတဲသွားပြိုင်တဲ့ကာလအခုလုံးမှာဆိုလို့ရှိရင်လည်း hotel တွေဒါ make up ဆရာတွေအတွက် hotel တွေအကုန်လုံးပေါ့နော်လိုအပ်တာတွေမှလည်းများသူက booking လုပ်ပေးတယ် book ပေးတယ် hotel လုပ်ပေးတယ်သူကလည်းဖြတ်ပေးတယ်လိုအပ်လို့ရှိရင်ငွေထုတ်ပေးတယ်အဲ့လိုမျိုးပေါ့အများကြီးငွေကြီးအစားသူကကိုကြီးထောက်ပံ့ပေးရတယ်မှာပါပါတယ်ဗျာဟုတ် နေဝေးတော့ခါကြတော့ဘယ်လိုပြောမလဲဆိုတော့ဟို long distance ဖြစ်ပင်ပဲတယောက်နဲ့တယောက်ပေါ့နော်တယောက်ရဲ့တယောက်ကိုတယောက်ယုံကြည်မှုကတာအရေးကြီးတာပေါ့နော်ကျွန်တော်ပြောပြပြီလေအချစ်ကအချစ်ပဲကြံစည်မပါဘူးဖြစ်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ချစ်နေဖို့ပဲလိုတာပေါ့နော်သူကျွန်တော်ပုံမှာချစ်နေတွေ့ရတော့ကျွန်တော်လည်းသူ့ကိုချစ်နေအောင်ပါပဲအဲ့လိုပဲကျွန်တော်တို့သူထားခဲ့ပြီးတော့နောက်တယောက်နဲ့သူတွဲသွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဘက်ကဒါခွန့်လွတ်ပေးပြီးတော့ခါကြတော့ပေါ့နော်ဒါသူဒီသူ့ရဲ့ကောင်းမွန်တဲ့အာသူ့ရဲ့ ဖူးစာဘက်တရားကိုသူထက်ရှာတွေးသွားတယ်လို့ပဲကျွန်တော်ကတွေးပါတယ်ကျွန်တော်ဆက်ကောင်းတဲ့သူတယောက်ကသူ့ကိုလာခေါ်သွားမယ်ဆိုကျွန်တော်အချိန်မီပေးပါမယ်လို့အဲ့လိုမျိုးပါပဲဟုတ်ချစ်ကတော့လေ Do you believe the way Instagram မှာမမ်းတင်လေအမမ်တင် Instagram ဟုတ်ဘူးတကယ်လည်းအသက်မကွဲပါဘူးဒါကျွန်တော်တို့ရတာအချင်းချင်းဒါပုံမှန်လေးလေးပြောရလို့ရှိရင်တယောက်နဲ့တယောက်ဒါအမြဲတမ်းဒီတိုင်းပဲ အခြေရေးဆိုတာတော့ရှိရပါတော့တခါလေးကြာလို့ရှိရင်ကတော့ကစားလေးရှိရှိရပါဒါပုံမှန်အတိုင်းပါပဲလို့အဲအဲ့လိုပဲအဲ့လိုပဲပြောရမှာပေါ့စိတ်ကောက်နေရလို့တော့မဟုတ်ဘူးကျွန်တော်တခါလေးကြားလို့ရှိရင်တတိပေးတာမျိုးရှိတယ်တတိပေးတာမျိုးကပါလဲဆိုတော့နင်တာငါမကြိုက်ဘူးမလုပ်တော့နဲ့ဆိုတဲ့ဟာမျိုးပေါ့နော်ဒါကျွန်တော်လည်းစင်ကြင်ရမယ့်ဘိုင်းပေါ့နော်အတော်များများ Instagram ကကျွန်တော်ရဲ့နိုင်ငံခြား friend တွေဆိုလည်းလာပြောတယ်နင်အရန် control မလုပ်နဲ့ အဲသူကတော့ international back ကဖြစ်တာဖြစ်တဲ့အတွက်ဒါ foreign site အများနဲ့အပြည့်နဲ့ပဲသူကပြောတာပေါ့နော်နင်အရင် control မလုပ်နဲ့ control လုပ်လို့ရှိရင်ပြတ်တောက်သွားလိမ့်မယ်ဒီ gate ဒီ social ဒီ sociality ဒီပေါ့နော်ဒီပုံစံတိုင်းပဲဆိုတဲ့ဟာမျိုးပုံစံမျိုးလေးပြောရဖြစ်တယ်ဆိုတော့ကျွန်တော်လည်းဒါဖြတ်တောက်ဖြစ်လိုက်တာ ပေါ့နော်ဟုတ်အဲ့လိုမျိုးရလို့မဟုတ်ပါဘူးကျွန်တော်ကကြာနေတဲ့အချစ်ကြီးရောက်ခါကျတော့ငါပဲလုံးရမယ်ငါလုံးငါလုံးတိုင်းလိုက်မလို့ပါဘူးဆိုတဲ့ဟာမျိုးလေးရှိရပါတော့ဟုတ် ကျွန်တော်လည်းသူเนี่ย6နှစ်กว่าแล้วဗျဟုတ်သူကကြီးอ่ะอ่าသူကငယ်တာဟုတ်ကျွန်တော်6နှစ်ကြီးอ่ะဟုတ်ဟုတ်တယ်ကျွန်တော်ငယ်လို့ဖြစ်နေတူနဲ့ကျွန်တော်เนี่ยတွေ့ရဲ့ချိန်อ่ะ तू session เนี่ยมาတွေ့ရပါเนาะဟုတ် Do you imagine the way nobody should be အမှန်တမ်းပြောရင်ခုမှချပြရဲလို့တော့မဟုတ်ပါဘူးမိမိနဲ့တော့ကလည်းဒါတွေ့နေတာပဲအမြဲပါပါလေအမရာရှင်လေးနဲ့တော့ကလည်းတွေ့တာပဲအနားမှာသူအမြဲရှိနေရပဲလေအဲ့လိုပဲတသိန်းနဲ့မှလည်းရှိရှိရပဲပုံနေဗီဒီယိုတွေမှာအမြဲပါနေရပဲဒါလူတွေကသတိမထားမိကြလို့လားပေါ့နော်ဟုတ် အာ relationship တခုကတော့ထင်းထင်းရတယ်လို့ရလို့တော့မရှိပါဘူး။ဒါတယောက်နဲ့တယောက်ကချစ်နေတယ်၊တယောက်ပေါ်တယောက်မေတ္တာထားတယ်၊တယောက်ပေါ်တယောက်နားလည်ဆိုတော့ relationship တခုကခိုင်မာတာပေါ့နော်။မနေ့ကကျွန်တော်တို့နှစ်ယောက်ပြဿနာတက်ကြတယ်။ပြဿနာတက်ပြီးသွားရင်အပီမှာနှစ်ယောက်လုံးဘာဒီဇိုင်းဆုံးဖြတ်ချက်ချနိုင်ကလေးဆိုတော့ဟိုနောက်ကိုနင်မကြိုက်တာငါမလုပ်တော့ဘူးငါမကြိုက်တာနင်မလုပ်တော့ဘူးဟိုနင်ကြိုက်တာကဘာလဲဟိုသူနဲ့ကိုယ်နဲ့မှာပေါ့နော်နင်လည်းဒီလိုလုပ်တယ်ငါလည်းဒီလိုလုပ်တယ်ဆိုရင်ဟာတစ်ခုနဲ့ တက်နာဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဆိုနေအဲ့ဒါအဲ့နှစ်ခုလုံးကိုမကြိုက်ဘူးမလားအဲ့ဆိုငါလည်းမလုပ်တော့ဘူးနေလည်းမလုပ်တော့ဘူးဒါပြီးသွားဖြစ်တဲ့အတွက်ဒါအခြေရတဲ့ပို့ခိုင်းမှာတာပေါ့နော်ဟုတ်အဖြစ်တာပေါ့ဒါ sporting ဖြစ်တာပေါ့ဒါဟိုအများအားကျွန်တော်ဆိုလို့ရှိရင်ဒါ sporting အရန်လုပ်ပေးရတယ်မှာပါတယ်ဟိုကျွန်တော်ဟိုအရန်ဘယ်လိုပြောမလဲဆိုအခက်ခဲနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါတဲတဲသွားပြိုင်နေကာလတစ်ခုလုံးမှာဆိုလို့ရှိရင်လည်း hotel တွေဒါ make up ဆရာတွေအတွက် hotel တွေအကုန်လုံးပေါ့နော်လိုအပ်တာအိမ်မှာလည်းပြသူက booking လုပ်ပေးတယ် book ပေးတယ် hotel လုပ်ပေးတယ်သူကလည်းဖြတ်ပေးတယ်လိုအပ်လို့ရှိရင်ငွေထုတ်ပေးတယ်အဲ့လိုမျိုးပေါ့အများကြီးငွေကြီးအစားသူကကူညီထောက်ပံ့ပေးရတယ်မှာပါပါတယ်ဗျဟုတ်ဖြစ်စီကျမှာလေသူကကျွန်တော်ကိုလမ်းမှန်တစ်ခုပေါ်မှာရောက်ပြီးတော့ခါကြတော့ကောင်းမွန်တဲ့ဘောနော်ဒီကိုယ့်ရဲ့ဒီ business တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်သူကတော့မျှော်လင့်တာဘောနော်သူကဂျပန်လူမျိုးတစ်ခုတယောက်ဖြစ်တာဖြစ်တဲ့အတွက်ဟုတ်ဆန်သူကလည်းဆိုသူကဟိုအမေရိကန်တွေကဘယ်လို ဟုတ်တယ်အဲ့လိုမျိုးပေးလာရဲတဲ့မှာပါတာပေါ့ ရှိအောင်မြင်လာတဲ့အချိန်မှလည်းရှိရယ်ဝမ်းနေတဲ့အချိန်မှလည်းရှိတာပေါ့နော်အောင်မြင်လာတဲ့အချိန်မှဆိုလို့ရှိရင်လည်းဘေးနားကနေပြီးအောင်မြင်လာအောင်မြင်ပေးတယ်ပေါ့နော်ကျွန်တော် first runner ရဲ့ຢာတော့ကဆိုလည်းသူဘေးနားမှာသူလည်းပျော်ပေးတယ်ပေါ့နော်အဲ့လိုပဲအာတတဲ second runner ရဲ့ຢာတဲ့အချိန်မှဆိုလို့ရှိရင်လည်းဒါကိုယ်ရည်အတွက်အရန်ခံစားတဲ့အချိန်မှဆိုလည်းဘေးနားမှာနှစ်သိပ်ပေးရတယ်မှာပါတာဖြစ်တဲ့အတွက်အဲ့လိုပဲမိမိငိုရတဲ့ခါမှဆိုလို့ရှိရင်သူဟာ light ငိုတာမျိုးလေးရှိရဆိုတော့ဒါတကယ်ကိုတမိုးထားတဲ့အရာတစ်ခုပေါ့ကျွန်တော်ဘဝရဲ့ဒါတမိုးထားအဆုံးတစ်ခုလည်းမှာပါတဲ့သူတူပေါ့နော်ဟုတ် အဲပြောရမယ်ဆိုလို့ရှိရင်မှန်တိုင်းပြောလို့ရှိရင် relationship တစ်ခုပါလေတယောက်ကိုတယောက်ပေါ့နော်ဟိုအရန်ထိချုပ်ထားရင်မကောင်းဘူးပေါ့နော်ကျွန်တော်လည်းအဲ့အချက်တွေကိုပြင်ဆင်ရမယ်တယ်မှာပါတယ်ဘာလို့လဲဆိုတော့ controlling အရန်လုပ်တဲ့ခါကျရင်အရန်တင်းကျပ်လာရင်ပြတ်တောက်သွားမှာပေါ့နော်အဲ့တော့ခါကျတခါလေကျရင်တော့ short ချရမှာပေါ့ခါလေကျရင်ကိုကဟိုကိုစိတ်နဲ့ပဲနှိုင်းပြီးတော့ခါကျတော့တွေးတာပေါ့နော်အဲ့တော့တခါလေကျကိုလည်းတွေးပြီးလိုက်တော့သူလည်းငယ်သေးတာပဲပြောချင်းရှာမှာပဲဆိုရင်အရာလေးနဲ့တွေးပြီးတော့ခွန့်လွတ်ပေးရတာပေါ့အရာတော့ငါတို့ဒီချမသိတိုင်းလဲ ဒီဝီရောခါကြတော့ဘယ်လိုပြောမလဲဆိုတော့ဟို long distance ဖြစ်ပေမဲ့တယောက်နဲ့တယောက်ပေါ့နော်တယောက်ရဲ့တယောက်ကိုတယောက်ယုံကြည်မှုရတာအရေးကြီးတာပေါ့နော်ကျွန်တော်ပြောပြပြီလေအချစ်ကအချစ်ပဲကျန်တာတွေမပါဘူးဖြစ်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ချစ်နေဖို့ပဲလိုတာပေါ့နော်သူကျွန်တော်ဘုံမှာချစ်နေတွေ့ရတော့ကျွန်တော်လည်းသူ့ကိုချစ်နေအောင်ပါပဲအဲ့လိုပဲကျွန်တော်တို့သူထားခဲ့ပြီးတော့နောက်တယောက်နဲ့သူတွဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကဒါခွန့်လွတ်ပေးပြီးတော့ခါကြတော့ပေါ့နော်ဒါသူဒီသူ့ရဲ့ကောင်းမွန်တဲ့အာသူ့ရဲ့ ခုစားဘက်တရားကိုသူထက်ရှာတွေးသွားတယ်လို့ပဲကျွန်တော်ကတွေးပါတယ်ကျွန်တော်အဲ့ကောင်းတဲ့သူတယောက်ကသူ့ကိုလာခေါ်ပေါင်းမယ်ဆိုကျွန်တော်အချိန်မီပေးပါမယ်လို့အဲ့လိုမျိုးပါပဲဟုတ်ချစ်ကတော့လေ nobody feel the way အဓိကတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုကျွန်တော်ကကြာတော့ငငယ်ကလေးက ဆွဲလန်းကြည့်ရဲနောက်တစ်ခုကကြတော့ပြီးတော့နောက်တစ်ခုကတငယ်ချင်းတွေပေါ့ဆိုလို့ရှိရင်ခုံမင်နဲ့ဘေးကပေါင်းတင်းနေအခုကပေါ့အခုကျွန်တော်ရဲ့ live ထဲမှာကျွန်တော်တငယ်ချင်းတွေမရှိရောအခုကျွန်တော်ရဲ့သမီးတွေဒီကျွန်တော်အခုမွေးထုတ်ထားတဲ့တပည့်တွေအကုန်လုံးကျွန်တော်ရဲ့တငယ်ချင်းတွေပဲသူတို့ကိုထိခိုက်တာမျိုးသူတို့ကိုဟိုစိတ်နှောက်ရှက်ဖြစ်တာမျိုးကိုကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးကိုကပဲဥဆောင်ပြီး leader လုပ်ပြီးရောပဲကိုကပဲရန်ရန်ပြန်ဖြစ်ပေးတယ်ကောက်ွယ်ပေးတဲ့အထဲမှာပါတာဖြစ်တဲ့အတွက်ပေါ့နော်ဟုတ် ုတ်တယ်အဲ့လိုမျိုးပဲပေါ်ပါပေါ့သူနဲ့သွားတယ်တခုခုဆိုလို့ရှိရင်ကျူကအမြဲတမ်းကောက်ွယ်ပေးနေရပြီဖြစ်တဲ့အတွက်ပေါ့နော်ဟုတ်ဟုတ်ကဲ့အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်လည်းအရန်ကောင်းနေတယ်ပါမပါပါဘူးရဟုတ်ဟုတ်အာကျွန်တော်ရဲ့အခြေအနေနဲ့ကျွန်တော်တို့ကျွန်တော်တို့အုံသွဲလေးကိုပေါ့နော်သဘောကျပေးရဲ့ဒါကျွန်တော်ရဲ့ fan တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့ဒါဟိုကျွန်တော်အခြေအနေကကျွန်တော်အခြေအနေတသက်ပေါ့နော်ကျွန်တော်ရဲ့အလုပ်ကအလုပ်တသက်ဖြစ်တဲ့အတွက်ပေါ့နော်တစ်ခါလေကြလို့ရှိရင်ကျွန်တော်တို့ရဲ့ဟာလေးတွေကိုကြည့်ပြီးမျက်စိနောက်သွားတဲ့လူတွေရှိလို့ရှိရင်ကျွန်တော်ဒီနေရာနေပြီးအားလုံးတောင်းပန်ပါတယ်လို့ပဲပြောချင်ပါတယ်ဟုတ် အမြဲလာတယ်ဗျမြမအမြဲလာနေကြပဲသူအမြဲအမြဲလာနေကြမိရမရအောင်တည်ရနော်အဲ့လိုယူတော့ပြိတ္တတည်လဲတွေ့ဘူးနေမြင်ဘူးနေရပါပဲဒါသူတို့တတိမထားမိလို့ဒါညကျွန်တော်ဘေးနားမှာအမြဲကျွန်တော်ပွဲတွေမှာဆိုရှိနေရဆိုတော့လေဟုတ်โอเคโอเคဟုတ်တွေ့ကြပါပြီကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ် Thank you.